အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကဒီစစ်ရေးဆိုင်ရာသတင်းတွေရေးသားနေတဲ့သတင်းနောက်တွေကို ပင်တဂွန်ရဲ့ ကြိုတင်ခွင့်ပြုချက်မရှိတဲ့သတင်းတွေမထုတ်ဖို့အပါဝင်စီမံစည်းကမ်းအသစ်တွေမှာလက်မှတ်ရေးထိုးဖို့ပြောလိုက်ပါတယ်လက်မှတ်မထိုးဘူးဆိုရင်တော့သတင်းထဝင်ခွင့်ကပ်ကြားတွေကိုဗုဒ္ဓဟူးနေ့မှာ ပြန်အပ်ရမယ်လို့လည်းပြောလိုက်ပါတယ်ဒီတောင်းဆိုချက်ကိုသတင်းအဖွဲ့အစည်းအများအပြားကလက်မခံမဲသူတို့အနေနဲ့လက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့လည်းဆိုပါတယ် တနင်္လာနေ့မှာပင်ဒဂွန်ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ဒီစီးမြင်မလိုက်နာတဲ့သတင်းတောက်တွေစီကန်းသစ်တွေကိုလက်မှတ်မရေးထိုးတဲ့သတင်းတောက်တွေဟာပင်ဒဂွန်ကမောင်းထုတ်တာကိုခံရနိုင်တယ်လို့ချိန်ချောက်ထားပါတယ် CNN Reuters AP New York Times Washington Post The Atlantic နဲ့ NPR စတဲ့ American သတင်းဌာနတွေကတော့သူတို့ရဲ့သတင်းတောက်တွေအနေနဲ့ပင်ဒဂွန်ကိုဝင်ခွင့်ရဖို့အတွက်နဲ့စာရွက်စာတမ်းတွေကိုလက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့ဆိုထားကြပါ ါတယ်တရုတ်နဲ့အမေရိကန်နိုင်ငံတွေက တပတ်နိုင်ငံကတင်မောတွေကိုတင်မောစိတ်ကန်းခွန်တွေကို စကောက်ခံလိုက်ကြပါတယ်တရုတ်နိုင်ငံကတော့တရုတ်မှာစောက်ထားတဲ့ဒီတင်မောတွေကိုတော့အာစိတ်ကန်းခွန်ကောက်မှာမဟုတ်ဘူးလို့ပြောပါတယ်ဒီပင်လယ်ကူးတင်မောကြီးတွေကကလေးကစားစရာကနေလောင်စာစီတွေအထိပစ္စည်းတွေအားလုံးကိုသမုတ်တရားကြီးတွေကိုဖြတ်တန်းပြီးတော့တယ်ပို့နေကြတာပဲဖြစ်ပါတယ်တရုတ်အစိုးရပိုင်း CCTV ကသတင်းကြေညာရမှာတရုတ်အနေနဲ့ချွင်းချက်ထားထားတဲ့ ချက်တွေဥပမာဒီတင်မောပြင်ဖို့အတွက်လာရင်အခွန်ကင်းလုပ်ခွင့်ပြုမယ်ဆိုတာမျိုးတွေကိုပယ်ဖြတ်လိုက်တယ်လို့ဆိုပါတယ်အမေရိကန်အနေနဲ့လည်းအခွန်ခတွေကိုအော်တိုဘာလ14ရက်နေ့ပေါ့လေဒီနေ့ကစပြီးတော့ကောက်ခံသွားမှာဖြစ်ပါတယ်ကျွမ်းကျင်တဲ့သူတွေကတော့အခွန်ကောက်ခံမှုတွေကိုလုပ်ခဲ့ရင် တရုတ်ပိုင်ဒီအာကော့စကိုကအထင်အရှားဆုံးဖြစ်ပြီးတော့2026ခုနှစ်တနစ်ထဲမှာတင်အခွန်က 3.2ဘီလီယံဒေါ်လာလောက်ပေးရဖို့ရှိတယ်လို့ဆိုပါရယ်ရှန်ဟိုင်းစတော့ရှယ်ယာဈေးကွက်မှာလည်းစီးရင်ဝင်တဲ့ဒီ Costco ရှယ်ယာတွေကတော့ဒီကနေ့ကုန်သွယ်မှုမှာနှစ်ရာခိုင်နှုန်းဈေးမြင့်တက်သွားပါတယ်။ကုမ္ပဏီဖို့ဖွဲ့ကလာမယ့်3လအတွင်းမှာဒီနှုန်းထားအတိုင်းထိန်းထားနိုင်ဖို့နဲ့ရှယ်ယာရှင်တွေရဲ့စိတ်ဝင်စားမှုရှိဖို့ယွမ်1.5ဘီလီယံတန်ဖိုးရှိတဲ့ကုမ္ပဏီရှယ်ယာတွေကိုပြန်ဝယ်ယူဖို့ဆုံးဖြတ်ချက်ချထားပါတယ်။ တချိန်ကဆလိတ်တောက်တုံးမှုအများဆုံးဖြစ်ခဲ့တဲ့အရှိတောင်အာရှဒေသဟာဆိုလို့ရှိရင်ဒီအဲ့ဒီဒေသထဲမှာရှိတဲ့အမျိုးသားပေါ့လေ၄ယောက်မှ၃ယောက်ကဆလိတ် ောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီဒေတာကြီးတစ်ခုလုံးမှာဆလိတ်တောက်တဲ့သူဟာလူဦးရေရဲ့၄ပုံ၃ပုံလောက် short ချနိုင်ခဲ့ပါတယ်။အခုဆိုရင်ကမ္ဘာဆလိတ်အတောက်ဆုံးဒေတာကဥရောပဖြစ်သွားပါတယ်။အရှိတောင်အာရှဟာ2010ကစပြီးတော့ဆလိတ်တောက်သုံးတဲ့နှုံးကတိတိတတရော့ကျအာ short ချတာပေါ့လေ short ချလာနိုင်ခဲ့ပါတယ်။ရော့ကျသွားခဲ့ပါတယ်။အရင်ကကမ္ဘာမှာတဦးချင်းတစ်ယောက်ချင်းပေါ့လေဆလိတ်အတောက်ဆုံးဒေတာဖြစ်ခဲ့ရ ာကနေအခုဆိုရင်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့စီရင်မှဒုတိယနေရာကိုရောက်သွားခဲ့ပါပြီ။ ဒါဟာဘာလို့အရေးကြီးလဲဆိုလို့ရှိရင်တော့ဒီအရှိတောင်အာရှဒေသဟာကမ္ဘာလူဦးရေရဲ့၄ဘုံတဘုံနေပါနေထိုင်ပါတယ်။ရာစုနှစ်ကူးပြောင်းတဲ့အချိန်2000ခုနှစ်လောက်မှာအရှိတောင်အာရှဒေသမှာအသက်15နှစ်နဲ့အထက်လူဦးရေရဲ့90ရာခိုင်နှုန်းက14တောက်ပါတယ်။2030မှာတော့လူ9ယောက်မှာတစ်ယောက်လောက်ပဲ14တောက်တဲ့သူ ရှိတော့မယ်လို့ခန့်မှန်းထားပါတယ်။ WHO ကကောက်ခံရရှိထားတဲ့အချက်အလက်တွေအရဆိုရင်2010ခုနှစ်က ဆလို့15နှစ်အတွင်းမှာကမ္ဘာအနှံ့ဆက်လိဖြတ်တဲ့သူတန်း120ရှိပြီးတော့အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ဆက်လိတောက်သုံးတဲ့သူထပ်ဝက်ကျော်ဟာဆက်လိဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ် ကဘာမှာ လူဦးရေရဲ့၅ပုံတပုံအဒီ၅ရောက်မှာတယောက်ဟာဆိုလို့ရှင်ရဲ့ဆက်လိတ်နဲ့ဆေးရွက်ကြီးသုံးဆွဲနေစေဖြစ်ပါတယ်အရှိတောင်အာရှဟာကဘာဆေးရွက်ကြီးသုံးဆွဲသူတွေရဲ့၅ပုံတပုံ နေထိုင်နဲ့နေထိုင်စေဖြစ်ပြီးတော့ဒီအမျိုးသားတွေရဲ့၄ပုံတပုံနဲ့အမျိုးသမီးတွေရဲ့၇ပုံတပုံဟာဆိုလို့ရှင်ရဲ့ဆက်လိတ်တောက်ကြသေးတယ်လို့ဆိုပါတယ်